မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Maxla 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့စီပင်ယုံနယ်အမှတ်3ရဲစခန်းကိုလက်ပစ်ဘုံနဲ့ဒီကနေ့မနက်ပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ Maxla 10ရက်နေ့မနက်4:20မိနစ်အချိန်မှာ Eagle Revolution Force Local တပ်ပေါင်းစုကရဲဘော်များက စီရီယုံနဲ့အမတ်သုံးရဲစခန်းတို့ကိုလက်ပစ်ဘုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရသေးတော့လဲပောက်ကွဲမှုများဖြစ်ပွားခဲ့တယ်လို့၎င်းကပြောဆိုထားပါတယ်။ဒီမနက်ပိုင်းမှာပဲစီရီယုံနဲ့အမတ်သုံးရဲစခန်းကိုလက်ပစ်ဘုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အထိခိုက်အကြဆုံးကတော့မသိရသေးပါဘူး။သခိုင်းတိုင်းတဲ့ Eagle Revolution Force Local အဖွဲ့ရဲ့ mission ဖြစ်ပါတယ်လို့ ဘူတီစာကပြောဆိုထားပါတယ်။သခိုင်းမျိုးကပြည်သူတချို့ကလည်းဒီကနေ့မနက်၄နာရီကျော်အချိန်မှာသခိုင်းမျိုးမှာပောက်ကွဲတံတချို့ဖြစ်ပေါ်ခဲ့ပြီးတော့မြို့ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များလှည့်လည်ကင်းလက်မှုများတွေ့မြင်ခဲ့ရတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းရုရှားမှာရှိနေတဲ့အချိန်ရုရှားကုန်တင်လေးရင်တစ်စင်းက ေပြည်တော်ကိုလာရောက်ပြီးတော့စစ်ဘက်ဆိုင်ရာပြည်စည်းများကိုလာရောက်ပို့ဆောင်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ၈ရက်နေ့ညပိုင်းကနေပြည်တော်အေလာလီတပ်ကိုရုရှားကုန်တင်လေယာဉ် IL-76 RA-76842 Illusion L 760D ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အဓိကအားဖြင့်နေပြည်တော်အေလာလီတပ်ထဲကိုစစ်ဘက်ဆိုင်ရာပြည်စည်းများလာရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။နေပြည်တော်ကနေရုရှားကိုအပြန်မှာမိသည့်ကုန်ပစ္စည်းကိုမှတင်ဆောင်သွားခြင်းမရှိဘူးလို့လည်းသိရပါတယ်။မက်ချ်လာ၉ရက်နေ့မှာအဲ့ဒီရုရှားကုန်တင်လေယာဉ်ဟာနေပြည်တော်အေလာလီတပ် ကနေပြန်လည်ထွက်ခွာသွားပြီးတော့ကုန်တင်လေရဲ့ဟာနေပြည်တော်ကိုကုန်ပစ္စည်းများလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရုရှားနိုင်ငံစိုက်ပြီးတော့ဘက်ကနေနေပြည်တော်ကိုပြန်တမ်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာ KIA ဦးဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ရဲ့ drone 9ဆင်းကို KIA ဘက်ကပစ်ချနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်ပြီးတော့ဗမော်မြို့ကိုသိမ်းပိုက်နိုင်ရန် KIA ဦးဆောင်တဲ့တော်လိုင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရန်လက်ရှိအချိန်ထိကိုတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကဒရုန်းများအသုံးပြုမှုတွေပုံမှန်များပြားလာနေပြီးတော့မနေ့ကမက်လ9ရက်နေ့တရက်ထဲမှာတင်စစ်ကောင်စီတပ်ရဲ့ drone 9ဆင်းကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ငါတို့ဘက်ကပြစ်ချနိုင်ခဲ့တာ drone 9ဆင်းရှိတယ်။မနေ့ကပဲပြစ်ချတာတိုက်ပွဲကလည်းပြင်းထန်နေတယ်။လေကြောင်းတိုက်ခိုက်မှုကတော့စစ်ကောင်စီဘက်ကမယမနာကိုလုံနေတာ။အခုတည်းကလည်းတိုက်ပွဲတွေပြင်းထန်နေတုံးပဲလို့ KI ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်ဒီနေ့ဗမော်မြို့၃မိုင်အနီးမှာရှိတဲ့စစ်ကောင်စီတပ်များတပ်ဆွဲထားတဲ့73စီအယောင်ဆိုင်မှာမိများလောင်ကျွမ်းနေပြီးတော့တိုက်ပွဲအတွင်းမှာပြစ်ခတ်မှုများကြောင့်မိများလောင်ကျွမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ KI ဦးဆောင်တဲ့တော်လိုင်းတပ်များဟာစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့စကခ21 တ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကတော့စကခ21တတ်သေးအထိကိုရောက်နေပြီလို့ KI ရဲ့ရှေ့တန်းသတင်းရေးမြစ်ကပြောပါတယ်။လက်ရှိ KI ဥဆောင်နေတဲ့တော်လိုင်းတပ်များကဗမော်မျိုးသိန်းတိုက်ပွဲမှာအမြောက်တက်366အမှတ်633ညခွန်တန်ချက်ကတက်အမှတ်931တင်ငါတက်နဲ့ခလိုက်ရ236တရင်တို့ကိုအပိတက်သိမ့်ပတ်ရရှိခဲ့ပြီးတော့စကခ21ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တွင်းနဲ့မြို့ပြင်ကအာဖရိကတပ်တော် AA တွေဝင်ရောက်လာနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကမြေမြုံပိုင်းတွေထောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမြို့တွင်းမြို့ပြင်ကအာဖရိကတပ်တော် AA တွေဝင်ရောက်လာနိုင်တဲ့မြစ်ချောင်းကန်းဆက်နေရာတွေလေရင်ကွင်းကိုဝင်ရောက်လာနိုင်တဲ့နေရာတွေကိုမနေ့ကမတ်လ9ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်တွေကမြေမြုံပိုင်းတွေကိုအဓိကထားပြီးတော့ထောင်းနေတယ်လို့ ကြောက်ဖြူဒေသခံအမျိုးသားတအူးကသတင်းပေးဖို့ပြောကြားထားပါတယ်မြို့ကိုခံစဲအတွက်မိုင်းတွေကိုအဓိကထားပြီးတော့ထောင်းနေတယ် မိုင်းတွေထောင်ထားလို့တဲ့ငလပွေးစိတ်ကန်းကနေပြီးတော့လေစိတ်ရောက်တဲ့အထိကိုနေရာတိုင်းမှာတွာလာခွင့်တွေပိတ်ထားပါတယ်မြို့ရင်းမြို့ပြင်မှာမိုင်းတွေအများကြီးထောင်ထားတယ်လို့ပြောပြထားပါတယ်ဒါအပြင်ကြောက်ဖြူလေရင်ခွင့်မှာလည်း drone အသစ်တွေကိုစမ်းတက်လွတ်တယ်မှုတွေပြုလုပ်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ် drone အသစ်တွေရောက်နေလို့လေရင်ခွင့်မှာစမ်းတက်မှုတွေပြုလုပ်နေပါတယ်ဒီ drone တွေကဘယ်ကလာတာလဲရုရှားကလာတာလားတော့ပြောလို့မရသေးဘူးလို့ပြောပြထားပါတယ်ဒါပေမဲ့ကြောက်ဖြူလေရင်ခွင့်ကိုတော့ပိတ်ထားတာမရှိသလိုလေချောင်းတိုင်းတွေကိုလည်းပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ Oh. <gasps> နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာစစ်ကောင်စီတပ်ကတေဆုံသွားတဲ့စစ်သားအလောင်း၃လောင်းကိုကွင်းတစ်ခုထဲမှာစုပြုံပြီးတော့စွန့်ပစ်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ25ရက်နေ့မွန်းလယ်တနင်္လာရီကအချိန်မှာတနင်္လာရီမြို့နယ်ပိန့်ခွန်ကြီးရွာဘက်ကိုတော်လန်အတိုင်းခြေကျင်တဲ့စစ်ကူတက်လာတဲ့စစ်ကောင်စီတပ်သားများကိုတမုတ်ချုံရွာနဲ့လဲတောင်ရွာရွာကြားထဲမှာတော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်တေဆုံမှုရှိပြီးတော့စစ်ကောင်စီတပ်သားများထံကနေပြီးတော့ကျင်းရစ်ခဲ့တဲ့ခဲယမ်းတချို့ကိုပိန့်စီရရှိခဲ့တယ်လို့သိရ ရပါတယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုနေမင်းရှင်းလေးပြုလုပ်တဲ့အချိန်မှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားအလောင်း၃လောင်းကိုတွင်းတစ်ခုထဲမှာစွန့်ပစ်ပြီးတော့စွန့်ပုံပြီးစွန့်ပစ်ထားတာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုဘိတ်ခရိုင်တိုက်ရင်းနဲ့တပ်ခွဲနဲ့တနင်္သာရီမြို့နယ်ပတ်ကောက်ဘဇုံ၄တို့က ပူးပေါင်းစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်အတွင်းမှာစီရေးအခြေအနေတွေတင်းမာနေတဲ့အတွက်ကြောင့်ဒေသနေမိဘပြည်သူများခရီးသွားမိဘပြည်သူများအနေနဲ့သတိရှိစွာတွာလာနေထိုင်ပေးကြပါရန်ဗိတ်ခရအမတ်နဲ့တိုက်ရင်ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနှုတ်ဦးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမတ်လ9ရက်နေ့မနက်10:00နာရီခွဲအချိန်မှာမတရားမျိုးနယ်စေတော်လေးရွာလမ်းခွဲကိုမြို့ပေါ်မတရားဘောလုံးကွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလက်နက်ကြီး၉လုံးရန်တပ်ပြစ်ခတ်ခဲ့ပြီးတော့စေတော်လေးရွာလမ်းခွဲကိုလက်နက်ကြီး၂လုံးကြောက်ရောက်ပတ်ခွဲခဲ့ပြီးတော့ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မတရားဘောလုံးကွင်းကနေလက်နက်ကြီး၉လုံးတိတိပြည်သူတွေနေထိုင်ရာနေရာကို ရန်တမ်းပစ်ခတ်တာကြောင့်စေတော်လေးလမ်းခွဲကိုလက်နက်ကြီးတချို့ချက်ရောက်ပောက်ခွဲခဲ့ပါတယ်ပြည်သူနှောက်ဦးထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရတယ်လို့ Voice of Mandalay ကတော်ဝင်ရှိသူကပြောပြထားပါတယ်ဒါအပြင် Mandalay တိုင်းတောင်သာမြို့နယ်တန်ဘိုရွာအနီးမှာရှိတဲ့တော်ရုံကိုလည်းအကြမ်းဖက်ဆက်တပ်က ဆက်တက်၄ထီးများနဲ့ဘုံကျဲတက်ခိုက်ခဲ့ကြအောင်တောင်တောင်ညွန့်နယ်လူလူလှုပ်ရှားမှုကော်မတီထံကသိရပါဗျ။မက်လာ၁၀ရက်နေ့မနက်အစောပိုင်းတနအီခွဲအချိန်ကမှမိထီလာ၄ရက်ကနေတက်လာတဲ့အကြမ်းမဆက်တက်ရဲ့ဆက်တက်၄ထီးတစ်စီးဟာတန်ဖိုးရွာအရှိမြောက်ဘက်တော်ရိုးအနီးကိုဘုံဒီနှလုံးကျဲချတက်ခိုက်ခဲ့ပြီးတော့ဆက်လက်များနေပါပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့၄ချောင်းတက်ခိုက်မှုအတွဲမှာပြည်သူများထိခိုက်မှုရှိမရှိနဲ့ပြက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်။အလားတူပဲမက်လာ၉ရက်နေ့မနက်ပိုင်းတနအီကျော်အချိန်မှာရခိုင်ပြည်နယ်ဂွားမြို့နယ် ဘဝင်ရွာကိုစစ်တကတိုက်လေရင်နဲ့ဘုံကျဲချမှုကြောင့်အိပ်ပျော်နေတဲ့မိသားစုများတဲ့ကဖခင်ဖြစ်သူဟာတေဆုံးခဲ့ရပြီးတော့တမီးဖြစ်သူနဲ့တားဖြစ်သူတို့ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးဂွားဒေတာကတူကကျွန်တော်တို့ခန့်မှန်းရသလောက်ဆိုရင်တနာရီ45မိနစ်လောက်ရှိမယ်တစ်ချိန်လာကျဲတယ်နောက်တစ်ချိန်ကတော့နှစ်နာရီဝန်းကျင်လောက်မှဖြစ်ပါတယ်သူတို့ကဒုတိယအချိန်မှာကြာတာ အကုန်လုံးအိမ်မောကြနေတဲ့အချိန်လာကျဲတာပါအဖေဖြစ်သူတေသွားတယ်တာသမိနှစ်ယောက်ကတော့ဒဏ်ရာရသွားတယ်လို့ပြောပြထားပါတယ်၎င်းဘုံကျဲချမှုကြောင့်တေဆုံးသွားတဲ့သူဟာဘဝင်ရွာကအသက်60အရွယ်ရှိတဲ့ဥထုံးအောင်တိန်းနဲ့ဒဏ်ရာရရှိတဲ့သူတွေကတော့အသက်26နှစ်အရွယ်၎င်းရဲ့တမိဖြစ်သူမမေသင်းနဲ့တားဖြစ်သူအသက်17နှစ်အရွယ်မောင်ဖြိုးဝေစိုးတို့ဖြစ်တယ်လို့သိရပါတယ်ပြေးထန်ဒဏ်ရာရရှိတဲ့သူ2ဦးဟာအရေးပေါ်စေကူတာမှုခံယူနေရပြီးတော့လူနာနှုတ်စလုံးစိုးရိမ်ရတယ်လို့ဂွားမြို့နယ်ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတို့ကပြန်လည်ပြောပြထားပါတယ် ပြီးခဲ့တဲ့မတ်လ6ရက်နေ့နေ့လယ်ကစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမြို့နယ်ကဥကင်းနယ်ကြက်တိန်ကျေးရွာကနေအိမ်စုစုပေါင်းအလုံး200ကျော်မိလောင်ပြကျခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်မတ်လ6ရက်နေ့မနက်ပိုင်းမှာစစ်တွေမြို့နယ်ဝါကျေးရွာကိုလည်းစစ်ကောင်စီကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်35လုံးမိလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ30ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့အထိအာနာတိတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ရခိုင်ပြည်မှာ နှစ်လအတွင်းစစ်တုံမန်းများအပါအဝင်အရတားပြည်သူစုစုပေါင်း68ဦးအထိတေဆုံးခဲ့ရပြီးတော့ဒဏ်ရာရရှိသူပေါင်း138ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လေးချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဇန်နဝါရီလမှာရခိုင်ပြည်အတွင်းအရတားပြည်သူ62ဦးတေဆုံးခဲ့ရပြီးတော့66ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖေဖော်ဝါရီလမှာအရတားပြည်သူ6ဦးတေဆုံးခဲ့ရပြီးတော့22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ခလာရ295ခုတရင်ကစစ်မှုထမ်းတပ်သားတအူးဟာဗလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာရှိရနေမှာရေစကြုံမြို့နယ်ခလာရ295ခုတရင်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်မှုထမ်းတပ်သားတအူးဟာပခုတ်ကူခဲပကဖကိုချိတ်ဆက်ပြီးတော့ဗလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဟာ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကအလုတ်ကနေအိမ်ပြန်လာတဲ့အချိန်မုံရွာမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်း င်းကိုခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားတက်ကမုံရွာကပါတနက်မပါလာပါဘူး။အပတ်စဉ်၈ကပါမုံမှန်တန်တန်းတက်ရင်းနဲ့ထွက်ပြေးခြင်းနဲ့ဆိုပြီးတော့ချိတ်ဆက်လာလို့ကဲထုတ်ခဲ့ရတာပါ။သူက2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမုံရွာမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတာပါ။သူကစစ်တင်တန်းကိုအရာခံနဲ့အကြက်ကြီးတင်တန်းကြောင်းဘာထူးတင်တန်းမှာနှစ်လခွဲတက်ရောက်ခဲ့တယ်လို့သိရပါတယ် သူကအခုတော့ PDF တပ်ရင်းတစ်ခုတည်းကိုဝင်ပြီးတော့စစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားမယ်လို့ပြောပါတယ်။ဘခောက်ကူခရိုင်ပတ်ကဖားနဲ့ချိတ်ဆက်ပြီးတော့ကဲထုတ်ခဲ့တာပါလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့များကဆက်လက်ပြီးတော့ထိန်းသိမ်းထားပြီးကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့သိရပါတယ်။ထပ်မံအလင်းဝင်လာမဲ့စစ်ကောင်စီတပ်သားများကိုလည်းနှွေးထွေးစွာကြိုးစိုးသွားမှာဖြစ်ကြောင်းကိုဘခောက်ကူခရိုင်ပတ်ကဖားကအတိအပြည့်နှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ